ကချင်ပြည်နယ်မှာစိတ်မနှမ်းတဲ့ကောင်လေးရဲ့မိရှို့ရိုက်နဲ့လှီးဖြတ်တက်ခံခဲ့ရတဲ့၃နှစ်ရွယ်သားလေး ဒီပြပြကြီးကတော့အိမ်နီးချင်းများကိုတတိထားပေါင်းသိမ်းရမယ်ဆိုတာကိုပြသသွားတာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်နီးချင်းတွေဟာကောင်းတဲ့သူလည်းရှိသလိုမကောင်းတဲ့သူတွေဟာလည်းရှိနေနိုင်ပါတယ်။တစ်ချက်ကလေးသတိလွတ်သွားတာနဲ့ပဲကိုယ့်ရဲ့ဘဝနဲ့သားသမီးတွေရဲ့ဘဝကိုဖျက်ဆီးပစ်နိုင်တာကလည်းအိမ်နီးချင်းနေထိုင်တဲ့သူတွေပါ။အိမ်နီးချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ဆွေမျိုးမိသားစုတစ်ခုကိုပိုင်ဆိုင်ထားရသလိုဖြစ်နေပေမယ့်အိမ်နီးချင်းဆိုးတွေကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့တတိထားနေထိုင်သင့်ပါတယ်။အခုလိုရဲရဲဆက်ဆက်အရင်နှစ်လောင်းပြီးမိရှုကအသက်ခံခဲ့ရတဲ့တားလီကတော့ လိုင်းစာမြို့ဝေးကျိုင်းစစ်ဆောင်စခန်းအကွက်နှစ်မှာနေထိုင်တဲ့ဥစင်နန်ဇော်တန်နဲ့ဒေါ်လာထော်ကော်နန်တို့ရဲ့သားအသက်၃နှစ်အရွယ်မောင်စင်နန်တန်းခေါင်တူပဲဖြစ်ပါတယ်။သားလေးကမလတရက်နေ့မနက်၈နာရီလောက်မှာပျောက်ဆုံးသွားတာဖြစ်ပြီးတော့ပြစ်မှုကျွလွန်သူကိုလည်းတက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ကလေးကိုသူတို့အိမ်ကအကောင်လေးတယောက်ခေါ်တော့ပြီးမီးရှို့ရိုက်နှက်ဓာတ်နဲ့လီထားတာလေ။ ဒဏ်ရာတော်တော်ပြင်းထန်သွားတယ်။ကလေးကိုမီးရှို့လှီးတက်တဲ့အဲ့ဒီကောင်လေးကစိတ်မနှံ့ဘူးတဲ့။သူကစိတ်မနှံ့တာကြောင့်သူ့ကိုဒီတိုင်းလွတ်ထိုင်ထပ်ပြီးဖောက်လာပြီးတော့တခြားကလေးတွေကိုလည်းဒီလိုလှုပ်လာမှာကိုစိုးရိမ်နေရတယ်လို့ဒေသခံမျိုးသမီးတယောက်ကပြောပြခဲ့ပါတယ်။ကျူးလွန်သူကတော်ရဲမှာရှိနေတဲ့ယာရဲထဲမှာကလေးကိုရဲနဲ့လောင်းပြီးစပင်ကိုမီးရှို့ကလေးကိုရိုင်းနှံဓာတ်နဲ့လှီထားခဲ့ပြီးတော့သူကအိမ်မှာအေးအေးဆေးဆေးပြန်လာနေတာလို့နောက်ထပ်မျိုးသမီးတယောက်ကလည်းပြောပြခဲ့ပါတယ်။ကလေးပြောက်တယ်ဆိုပြီးသူများတွေကလိုက်ရှာနေကြတော့ ူကတက်စီကိုပူးထဲထည့်ပြီးတောဘက်ကိုထွက်သွားတာတွေ့လို့သူ့နောက်ကိုလိုက်သွားကြမှာကလေးကိုတော့တွေ့တာကလေးမှာခြေထောက်တစ်ဖက်လေးကျိုးသွားတယ်သူကညနေ3နာရီလောက်မှပြန်လာတာဖြစ်ပြီးတွေ့တဲ့အချိန်မှာကလေးကအသက်ရှိသေးပေမဲ့ဒဏ်ရာတွေကပြင်းထန်နေဆေးရုံပိုပြီးကုသခဲ့ပေမဲ့ကလေးရဲ့တက်ကိုမကယ်နိုင်တော့ဘူးကလေးကဆုံးသွားပါတယ်မနက်၈နာရီခန့်ကပျောက်သွားတာ ညနေ3:00နာရီလောက်မှတွေ့တော့သွေးထွက်လွန်နေပြီလို့နောက်ထပ်ဒေသခံတအူးကပြောပြခဲ့ပါတယ်။အခုလိုဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့သားလေးလေကောင်းရဘုံဘဝကိုရောက်ရှိနိုင်ပြီးတော့နောင်ဘဝများမှာလည်းဒီလိုဖြစ်ဆိုးမျိုးတွေနဲ့ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။မြမမူခင်းချန်နယ်လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နောက်များမှာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုစုံတီကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံး 我继续提迈克尔。嗯